ရှုံးမပေးနဲ့။ရည်ရွယ်ချက်တွေပန်းနိုင်ကိုရောက်အောင်ရှောက်နေတဲ့သူတွေတင်မှန်ပါတယ်။လေးတိုက်တိုင်းလွင့်နေအောင်တည့်ရွယ်ချောက်မှမဟုတ်တာ။အမုန်းခံရတိုင်းသာဝမ်းနဲ့ရရင်ကိုမျက်ရည်နဲ့ကိုယ်တော်မှကမ်းမမြင်လမ်းမမြင်လွင့်မျောနေတော့ပြီ။ခြောက်တိုင်းကြောက်ရရင်လည်းဒီကဘာမှနေစရာနေရာတော့ရှိမှမဟုတ်တော့သလိုကြောက်တိုင်းပြေးရရင်လည်းကဘာအပြင်ဘက်တောင်ရှောက်နေတော့ရပေါ့။ပုံသေးနည်းမရှိတဲ့ဘွားတမိုင်းစာမျက်နှာပေါ်မှာအမှားပေါင်း၃၆၆ အဖြစ်အရာတွေပလက်ဘွားနဲ့ဘယ်လိုသားမှတန်ရနဲ့တော့မကင်းပါဘူးဒီလိုပါပဲမှားသွားလိုက်ပြန်ပြင်လိုက်လဲကျလိုက်ပြန်ထလိုက်နဲ့ပဲပန်းနိုင်ကိုလှမ်းကင်ကြတာပါပဲအမေကလမ်းလျှောက်တက်အောင်သင်ပေးခဲ့တယ်လောကကြီးကနေတက်အောင်သင်ပေးလိမ့်မယ်ဘလို့နေမလဲဆိုတာတော့စဉ်းစားငငယ်ကအတန်ချိန်လဲကျခဲ့တာတော့မှပြန်ထပြီးတော့ဒီနေ့ထိရအောင် ရှောက်နိုင်ခဲ့တဲ့ရင်အမားရိကိုပြေလိုအပ်ချက်ကိုပြေနောက်နေ့တွေအတွက်ဆက်သားလျှောက်ပါလမ်းတော့မပြောက်ပါစေနဲ့ ပန်းနိုင်ကရောက်ပါလိမ့်မယ်။ဟုတ်ကဲ့ပါရှင်။မွေရသားသူကိုလေးစားစွာနဲ့ခရက်ဒစ်ပေးပါရစေ။နောက်ဆက်အပြည့်မှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။